ကရင်ပြည်နယ်မြဝတီမြို့မှာရှိတဲ့ KK Pack ကြားဖြန့် online ငွေလုပ်ငန်းတွေကနေနိုင်ငံခြားသား1500ကျော်ဟာထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတင်းရှောင်လာတဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ပြီးစောင့်ကြည့်နေတယ်လို့သိရပါဗျ။မြဝတီမြို့ KK Pack မှာရှိတဲ့ကြားဖြန့်လုပ်ငန်းတချို့ကိုစစ်တပ်ကဝင်ရောက်စီးနင်းခဲ့တာကြောင့်လောင်ကစားနဲ့ဆက်ဆက်တဲ့အလုပ်သမားတွေနိုင်ငံခြားသားတွေဟာ စိုးရိမ်မှုတွေမြင့်တက်ခဲ့ပြီးအော်တိုဘားလ22ရက်နေ့မှစကနေဆက်ကိုဖျက်ပြီးထိုင်းဘက်ကိုထွက်ပြေးဝင်ရောက်လာတာကြောင့်ထိုင်းဘက်ကအခုလိုစောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ဒါအပြင် KK ပတ်အတွင်းကအဆောက်အအုံတွေကိုမြန်မာဘက်ကဘုံခွဲဖြုတ်ဖျက်ရမှာနေဆက်နေထိုင်းပြည်သူတွေမထိခိုက်စေရေးကိုတတိထားဆောင်ရွက်ဖို့မြန်မာအာဏာပိုင်တွေကိုထိုင်းမြန်မာမျိုးနွယ်အဆင့်နေချာကော်မတီ TBC ကနေတဆင့်ကန့်ကွက်စာပို့ထားပါဗျ ထိုင်းမြန်မာနယ်စပ်ကုတ်ကဲမှုစင်တာရဲ့အချက်အလက်တွေအရ KK ဘက်ကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးဝင်ရောက်လာသူစုစုပေါင်း1595ယောက်ရှိပြီးအဲ့ဒီထဲမှာအမျိုးသား1330ဦးနဲ့အမျိုးသမီး265ဦးတို့ပါဝင်ပါတယ်။ထွက်ပြေးလာသူတွေထဲမှာအိန္ဒိယနိုင်ငံသား465ယောက်နဲ့အများဆုံးဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံသား220ဦး၊တရုတ်နိုင်ငံသား185ဦး ဗီယက်နမ်နိုင်ငံသား151ဦးနဲ့အီသီယိုပီးယားနိုင်ငံသား130ဦးတို့ကဒုတိယအများဆုံးဖြစ်ပါတယ်။ကျန်တဲ့သူတွေကတော့ကင်ညာ၊ပါကစ္စတန်၊နီပေါ်၊ယူကရိန်း၊အင်ဒိုနီးရှား၊လာအို၊တောင်အာဖရိက၊ဂါနာ၊နိုင်ဂျီးရီးယား၊သီရီလင်ကာ၊ရဝမ်ဒါ၊မြန်မာနဲ့ထိုင်းနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း20ကျော်ကဖြစ်တယ်လို့သိရပါတယ်။နေဆက်ကုတ်ကဲမှုစင်တာကတော့ ဝင်ရောက်လာသူအားလုံးကို နိုင်ငံတော်လုံခြုံရေးနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာစီမင်းတွေနဲ့အညီစစ်ဆေးခဲ့ပြီးတဲ့နောက်လူဝင်မှုကြီးကြပ်ရေးအရာရှိတွေအထူးတပ်ဖွဲ့နဲ့တပ်ခရိုင်နယ်စပ်ကလုံခြုံရေးတပ်ဖွဲ့တွေက အနိကက်ဆက်လက်စောင့်ကြည့်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။